မကွေးတိုင်းမင်းဘူးမြို့နယ်ငဖဲမြို့အနီးမန်းရွှေစက်တော်ဖျားပွဲအတွင်းစနေတနင်္ဂနွေရုံပိတ်ရက်တွေမှာတဲချောင်းပြည့်တဲ့အထိဖျားဖူးတွေနဲ့စီကားနေရလို့သိရှိရပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ကစနေဥပုပ်လဲတိုက်တော်ရွှေစက်တော်မှာတဲချောင်းငှားလို့မလွယ်ပဲရတဲ့နေရာမှာဖြစ်တယ်လို့နေပါမယ်ဆိုတာတော့တဲချောင်းတွေကအပြည့်ဖြစ်နေလို့ဘလို့မှငှားမရခဲ့ဘူးလို့မိတိလာမျိုးကနေဖျားဖူးလာတဲ့မန်နီလာဝင်းကပြောပါတယ်။ရတဲ့ခံစားပါမယ်ဆိုတော့မှခံလုံးဝပြောလို့မရအောင်ဖြစ်နေတယ်။ဒီနေ့ ပွန်နဲ့တိုက်တဲ့ခါကျတော့ကားရီရောပါရောလူရောပြည့်ကျက်တတ်တယ်အပေါ်တော့မှကြောင်းမီးကြောင်းဟိုအပေါင်းဖြတ်ပြီးတော့လှော့ရရတဲ့ခံကားပါဆိုတော့မှခံရပြည့်ညံ့နေရမရအောင်ဒီရတော့ပုံမှန်ပါပဲဟိုကစနေဟိုဝင်းနဲ့ဆိုတဲ့ခါကျတော့စနေနေ့ပဲလာလို့ရတယ်ဆိုတော့စနေနေ့ဝင်ရွေးလာတယ်ဈေးကတော့ရေဆက်3000 ကုန်းခန့်နှစ်တောင်းနဲ့တရားဝင်ကြီးညာထားတဲ့အတိုင်းပဲငှားလို့ရပြီးစိတ်ချမ်းသာစရာကောင်းတာကတော့သုံးမိုင်ကနေဖျားပွဲခွင်းအထိအရင်လိုဗာကြီးညာကြီးမကောက်တော့တာပဲဖြစ်တယ်လို့၎င်းကဆိုပါတယ်။မန်းရှိဆက်တော်ဖျားပွဲတော်ကိုနှစ်စဉ်တပိုတွဲလာဆန်း9ရက်နေ့မှနှစ်စဉ်10ရက်နေ့အထိဖျားပွဲချိန်တက်မှတ်ကရက်ရှိဖျားပွဲကျင်းမာတာဖြစ်ပြီးခြေတော်ရောက်ဖွင့်ပွဲအနေနဲ့တကြံချိန်တွေမှာအစီအကားဆုံးဖြစ်တယ်လို့သိရှိရပါတယ်။